မြန်မာနိုင်ငံအပါအဝင်နိုင်ငံ၃နိုင်ငံကတန်ရုံတွေကို၈နှစ်2026ခုနှစ်မှာပိတ်တော့မယ်လို့ဖင်လန်အစိုးရကနိုဝင်ဘာလ28ရက်နေ့မှာကြေညာပါတယ်။ဖင်လန်ကပိတ်ဖို့စီစဉ်ထားတဲ့၃နိုင်ငံကတန်ရုံတွေကတော့မြန်မာနိုင်ငံရန်ကုန်မြို့၊ပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့နဲ့အာဖဂန်နစ္စတန်နိုင်ငံကာဘူးမြို့တို့ဖြစ်ပါတယ်။တန်ရုံတွေပိတ်ရတဲ့အကြောင်းရင်းတွေနဲ့အဲ့ဒီနိုင်ငံတွေရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲလာမှုဒီနိုင်ငံတွေနဲ့ဖင်လန်အကြားကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာထိတွေ့ဆက်ဆံမှုနှဲပါတာ ဖင်လန်နိုင်ငံအတွက်နိုင်ငံခြားရေးနဲ့လုံခြုံရေးဆိုင်ရာ policy တွေမှာ ပိုပြီးမဟာဗျူဟာကြတဲ့ဒေတာတွေမှာအရင်အမြင့်တွေပိုတုံးဆွဲလိုတာစတဲ့လုပ်ငန်းလေပတ်မှုနဲ့မဟာဗျူဟာကြမှုတို့အပေါ်မူတည်ပြီးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းဖင်လန်နိုင်ငံခြားရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အနာဂတ်မှာတခြားတန်တမာရေးနည်းလမ်းတွေကတဆင့်ဒီသုံးနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုတွေထားရှိသွားမှာဖြစ်ကြောင်းလည်းကြေညာချက်မှာဖော်ပြပါတယ်။တန်ယုံနဲ့ပြည်သက်ပိတ်တာကိုတော့2026ခုနှစ်မှာလှုပ်ဆောင်မှာဖြစ်ပေမဲ့အဲ့ဒီအတွက်ပြင်ဆင်မှုတွေ အခုစလုပ်နေပြီလို့ပြောပါတယ်။တန်ယုံနေပိတ်တဲ့ဆုံးဖြတ်ချက်အမိန့်ကိုတော့ဖင်လန်သမ္မတကတရားဝင် ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။တစ်ဆက်တည်းမှာပဲဖင်လန်ဟာအမေရိကန်ပြည်ထောင်စုမှာရှိတဲ့လုပ်ငန်းတွေကိုတိုးချဲ့ဖို့စီစဉ်ထားတာမှာရှူစတင်မြို့မှာကောင်စီဝန်ယုံအစ်စ်ဖွင့်မယ်လို့နိုင်ငံရေးဌာနကြီးညာချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။